ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကကျွန်တော်တို့ရဲ့မဖိုင်တာတမ်မီဆိုးကြီးကနေသူ့ကိုနဗီးနဲ့ပြန်မထိုးခြင်းမူလားလို့ပြည်သူတယောက်ကမေးတဲ့မေးခွန်းလေးကိုဆက်လာပါပါဖြေသွားရလေကျွန်တော်ကြောက်ပေးချင်ပါတယ်ဆိုးကြီးကသူနဗီးနဲ့ထိုးရဲပါတယ်တဲ့ထိုးလေအသိရှိရပါလိဒါပေမဲ့၃စီတော့မလုံးနဲ့တဲ့၃စီပွဲဆိုရင်တော့အဆင်မပြေဘူးပေါ့လေ၅စီထိုးကထိုးမယ်၅စီခပတ်လူပွဲအဲ့လိုသာစီစဉ်လာသူနဗီးနဲ့ထိုးအသိရှိရလို့ပြောသွားခဲ့တယ်ဗျနဗီးကလက်ရှိမှာတော့ မွေထားပင်တန်ဝိတ်တန်းမှာတော့ပြိုင်ဘက်ကင်းလိုသဘောမျိုးဖြစ်လာခဲ့ပါပြီ။ထိုင်းမီဒီယာတွေကလည်းနဗီဟာပြိုင်ဘက်ကင်းဖြစ်သွားပြီလားဆိုတဲ့ခေါင်းစဉ်မျိုးနဲ့ထုတ်ဖော်ရေးသားလာရည်လည်းရှိပါတယ်ခင်ဗျ။စူပါလက်နဲ့ပွဲမှာတော့နဗီထိုးသွားတာအရန်ကောင်းတယ်ပေါ့လေ။အဲ့မတိုင်ခင်မှာရှေ့မှာသူနီကိုကာရီလိုနဲ့ထိုးခဲ့တယ်။အဲ့ဘက်မှာလည်းသူကအလဲထိုးနဲ့နိုင်ပြီးတော့ဘောနပ်စ်တောင်ယူသွားခဲ့တယ်ပေါ့လေ။နီကိုကာရီလိုမတိုင်ခင်မှာတော့သူထိုးခဲ့တာဒီဆိုလင်းဟုပေါ့။ဆိုလင်းဟုနဲ့ပွဲမှာတော့သူတာတယ် သူ့ရဲ့ဒူးပြန်နေရှေးတန်းရှေးလက်တန်းရှေးတွေနဲ့ဆိုလင်းကိုတစက်ဖိအားပေးပြီးထိုးနိုင်ခဲ့တာပဲဒါပေမဲ့အလဲထိုးလို့မရခဲ့ဘူး။ဘာကြောင့်လဲဆိုတော့ဆိုလင်းကတကယ်တမ်မနီဆိုတဲ့အတိုင်းမာတယ်ဗျပြောရမယ်ဆိုရင်လေစူပါလက်ထက်တောင်မာတယ်စူပါလက်လို့နော့တောင်းကြတာမျိုးမဖြစ်ဘူးနော်ဆိုလင်းကနီကိုခိုင်လိုလိုလည်းအလဲထိုးမခံရဘူးနောက်ပိုင်းတစ်ဖက်ကနေထိုးနေတဲ့နဗီကိုရိုင်းလန့်လာတာဆိုလင်းကပြုံမမပြူတာ ူထိုးတာကိုပေဒီခံပြီးသူ့အောင်ပြန်ထိုးတာပြန်ဖိအားပေးတာတွေလုပ်နိုင်ခဲ့တော့နှစ်ပြီးတော့နည်းနည်းလန့်သွားမျိုးဖြစ်သွားခဲ့တယ်ပေါ့လေဒီတော့အခုစိုးလင်းကတော့ပြောပါတယ်မင်းတော်ဝိတန်းမှာနှစ်ပြီးကိုထိုးရတယ်သူကဒါမှမဟုတ်သုံးရှီစိန်ခေါ်ပွဲတော့မလုပ်နဲ့ငါးရှီစိန်ခေါ်ပွဲတော့လုပ်လိုက်ငါးရှီစိန်ခေါ်ပွဲကပတ်လူပွဲဆိုရင်ပို့ပြီးကောင်းတယ်လို့ပြောသွားခဲ့တယ်ပေါ့လေတကယ်တမ်း1ဘက်ကနေပြီးတော့ဒါနဗီထိုးခဲ့တဲ့ပြိုင်ဘက်တွေအားလုံးကိုလေ့လာပြီးတော့ ီလိုမာကုံမြင့်တဲ့ဖိုက်တာတယောက်နဲ့စိတ်မကြေပဲပြန်တယ်ပေးမယ်ဆိုရင်တော့တကယ်ကိုပွဲကောင်းဖြစ်လာနိုင်ပါတယ်ဖြစ်နိုင်ခြေဖြစ်တန်စွမ်းကတော့နဲတယ်ပေါ့လေဒါပေမဲ့တမ်နီဆိုကြီးပြောသလိုပေါ့တကယ်တမ်းပြန်ထိုးခွင့်ရမယ်ဆိုရင်တော့တမ်နီဆိုကြီးရဲ့မာကုံကိုကြည့်ကြင်ပါတယ်ပြီးတော့ရော့ထန်နဲ့ထာခေယူကိုတယ်ပေးခဲ့သလိုပေါ့လေငါးရှီပွဲဆိုကြီးဖြစ်စေခြင်းတဲ့အတိုင်းတယ်ပေးလိုက်ရင်ဘလို့ဖြစ်လာမလဲဆိုတာကိုတော့ကြည့်ကြင်မိပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ